Hello အားလုံးပဲမင်္ဂလာပါရှင် Terror Reading by Anonymous Speech ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်လူပေးထားတဲ့ original လေးရတော့ဒါတစ်ဖက်လူမှာကိုယ့်ကိုဖုံးကွယ်ထားတဲ့အရာရှိလားပေါ့နော်ကိုယ့်ရဲ့အဲချစ်သူကြီးစားပဲဖြစ်ဖြစ်ကိုယ့်ရဲ့အဲလင်ယောက်ျားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် ကိုဖုံးကွယ်ထားရရှိလားဆိုတာလေးကို reading လေးလုပ်ထားပေးရဖြစ်တယ်ဆိုတော့အမ်တခြားလူတွေလည်းကြည့်လို့ရတယ်ဥမာအမေတို့အဖေတို့အတွက်ရည်စူးပြီးကြည့်ရမျိုးဆိုရှင်လည်းကြည့်လို့ရတယ်เนาะအဲ့လိုမျိုးလေးလည်းကြည့်လို့ရပါတယ်ဆိုတော့အဲ reading လေးကိုဆက်ပြီးတော့အကြည့်ပေးကြပါဦးเนาะ Hello Python လေးမင်္ဂလာပါရှင် Okay. Eo, Pai Wan. ဆိုတဖက်လူကိုဖုံးကွယ်ထားရှိလားပေါ့နော်တဖက်လူကိုဖုံးကွယ်ထားလေးရှိလားဆိုတော့ကိုအအရင်ဆုံးကြည့်ပေးမယ်ဆိုတော့ဖိုင်ဝန်လေးတွေဒီဖိုင်ကိုရွေးထားတာတရားပြီဆိုလို့ရှိရင် reading လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်နော်အဲ့တော့ထုံးစံအတိုင်းပဲကက်ကလေးတွေကိုအေးအေးစစ်စစ်လေးဆွဲမယ် energy ရဲ့ကက်ကလေးတွေထုံးမယ်ပြောမယ်ပေါ့နော် 누고 공부에 잘실라 북 공부에 잘 타이완 오케이 와리 공부에 잘 알시에 타이완 트리버 타이완 ခလေးလေအချီးမှာပေါ်တော့သူ့ဘက်ကဖုံးကွယ်ထားမျိုးရရှိတယ်။ဒါပေမဲ့လေဖုံးကွယ်ထားရဲဆိုတော့အဲ့လိုကိုစိတ်ဆင်းရဲမှာဆိုလို့စိတ်ညစ်မှာဆိုလို့ပေးမသိချင်တဲ့ပုံစံမျိုးပါပဲ။အရင် serious တော့မဟုတ်ဘူးပေါ့နော်။အရင် serious မဟုတ်ဘူး။ အဲ့လိုပုံစံမျိုး energy ရရဲဆိုတော့ fight one နေရဲ့တစ်ဖက်လူမှာဖုံးကွယ်ထားလေးရောရှိရဲဒါပေမဲ့အရင် serious မဟုတ်ဘူးကိုယ်အဲ့လိုစိတ်မညစ်စေခြင်းလို့မသိစေခြင်းလို့ကိုယ်စိတ်ညစ်မှာဆိုလို့စိတ်ရှုပ်မှာဆိုလို့ဖုံးကွယ်ထားတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုတွေ့ရတာကလေ fight one တွေရဲ့တစ်ဖက်လူပေါ့နော်သူ့မှာအဲ့လိုမျိုးတခြားပေါ့နော်သူ့ကိုကြိုက်တဲ့လူတွေရှိရမျိုးလေးယူတွေ့ရတယ်အဲ့လိုသူ့ကိုကြိုက်တဲ့ကောင်မလေးတွေသူ့ကိုကြိုက်တဲ့ကောင်လေးတွေနော်အဲ့လိုမျိုးလေးရှိရဲ့အဲ့လိုတွေ့ရတယ်လာပြီးတော့ကန်းလန့်ကျင်ကြရဲ့လာပြီး ပြီး offer လုပ်ချင်ကြရဲပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်။အဲတော့အဓိကကတော့လေอืมဘယ်လိုပြောမလဲ။ तू ကတော့မပါဝါလောက်ဘူးပေါ့နော်ဒီ Taiwan နေရတဲ့ဖက်လူရဲ့ energy ကိုတွားကြည့်လိုက်တော့ပါတော့မပါဝါလောက်ဘူးဒါပေမဲ့အဲ ဟိုဘက်ကအရန်ပေါ့နော်လိုက်ကက်တာမျိုးလေးဗာမျိုးလေးရောရှိနိုင်တယ်အဲ့အားလေးတစ်ခုတွေးလို့ပေါ့နော် TV တင်ကောင်းစင်နဲ့မဆိုင်ပေမဲ့လေဆက်တစ်ဖက်လူကိုဖုံးကွယ်ထားလေးရှိလားဆိုတော့အမှန်တိုင်းပြောရရင်တော့ရှိရတော့ဟိုရှိရဲဒါပေမဲ့ကိုစိတ်ညစ်မှာဆိုလို့ကိုစိတ်ရှုပ်မှာဆိုလို့မပြောပြတာဆိုတော့လေအဲသူလုံးဝကြီးအဲ့လိုရွေချက်ရှိရှိလှုပ်ဝက်ထားမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့တစ်ဖက်လူကိုဗာလေးပြောချင်တယ်လေဆိုတော့တစ်ချက်ချင်းပဲနော် 个哦，拍完、so, oh, 也得拍露嘎，拍完没有表情的是干嘎的？ အဲ့တော့သူကအခုချိန်မှာရောသူစိတ်တည်းအရန်ရှုပ်ထွေးနေတခြားကိစ္စတွေလည်းရှိချင်းရှိမယ်ပေါ့နော်ဒီလိုအခြေအကိစ္စပဲမဟုတ်ဘဲနဲ့တခြားအလုပ်ကိစ္စတွေတခြားလူမှုရေးစီးပွားရေးနော်ပြဿနာတွေရှိမှာပေါ့အဲ့လိုမျိုးလေးတွေမှာသူစိတ်တည်းရှုပ်ထွေးနေရယ်စိတ်တည်းအမှန်မနေဘူးဆွဲသုံးချက်မျိုးပေါ့အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။အဲ့စိတ်ရှုပ်နေရယ်အလုပ်ရှုပ်နေရယ်အဲ့လိုမျိုးပေါ့နော် busy ဖြစ်နေရယ် energy မျိုး ဆိုတော့အဲ့လိုသူစိတ်တွေရှုပ်နေတဲ့အချိန်မှာသူ့နာမှာကိုယ်ရှိစေချင်တဲ့ဆွဲပုံစံမျိုးအဲ့လို energy မျိုးရတယ်음 okay အဲ့တော့လေဖိုင်ဝန်လေးတွေရဲ့ relationship ကလေနည်းနည်းလေး toxic ဖြစ်ခဲ့မဲ့ပုံစံမျိုးပေါ့နော်အဲ့လိုနည်းနည်း toxic relationship ဘက်ကိုရောက်ခဲ့တဲ့ပုံစံမျိုးလေးကိုတွားပြီးတော့တွေ့ရတယ်အဲ့တော့လေတစ်ဖက်လူကပေါ့နော်ဟိုသူ့မှာအဲ့လို စိတ်ရှုပ်တာကြီးလည်းရှိရယ်စိတ်ညစ်တာကြီးလည်းရှိရယ်အခုလိုကိစ္စနဲ့ပတ်သက်တာရယ်တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အများကြီးရှိရယ်ပေါ့နော်သူအပူနဲ့သူဖြစ်နေတဲ့အချိန်ပေါ့နော်အခုကာလာလေအဲကိုကိုဖုံးကွယ်ထားရယ်ဖုံးကွယ်ခဲ့ရရယ်လည်းဒါတွေပဲနေမှာအဲ့လိုမျိုးကိုကိုစိတ်ရှုပ်မှာဆိုလို့ပေါ့နော်ဒီလိုမျိုးသူအခုဖြစ်နေတဲ့လိုမျိုးသူခုစိတ်ညစ်နေတယ်လို့မျိုးကိုစိတ်ညစ်မှာဆိုလို့ကိုယ်ဖုံးကွယ်ခဲ့ရမျိုးဖုံးကွယ်ထားမျိုးပဲဖြစ်လိမ့်မယ် ော်ဆိုတော့ DVD ရဲ့ relationship သမားကြီးကိုလည်းကြည့်နေ relationship သမားကြီးလည်းကြည့်နေမှာပဲအဲဒါဆိုလို့ရှိရင်ဒါအဓိကကိုယ့်ရဲ့ partner အလိုစိတ်ရှုပ်စရာလေးရှိနေစိတ်ညစ်စရာလေးရှိနေဆိုကိုယ့်ဘာသာကိုကောင်းကောင်းမွန်မွန်လေးမရစ်ဖဲနဲ့ပြဿနာကြီးမရှာဘဲနဲ့နေပြီးပေါ့နော် Okay အဲ့တော့ Oracle ကလေးတစ်ချက်ထုတ်မယ်ဒီ ဖိုင်ဝမ်ပေါ့နော်ဖိုင်ဝမ်တစ်ဖက်လူကိုဖုံးကွယ်ထားရရှိလားဆိုရဲကောင်းစင်အောင်မှာဒီဖိုင်ဝမ်နေရဲ့ relationship အတွက်ဖာလေးတွေတည်ထားတဲ့လားရှိလဲ oracle ကလေးတစ်ချက်ထုတ်ပါမယ်ဆိုတော့ဖိုင်ဝမ် ဓိကကိုကဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲဘာလိုချင်တာလဲဆိုတာကို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 သိအောင်လုပ်ပါအချိန်တန်ရအကုန်လုံးက right time တစ်ခုမှရလာလိမ့်မယ်ဆွေးပုံစံမျိုးပေါ့နော်ကျောကိုကလေသူနဲ့ပတ်သက်ပြီးတော့အခုနပြောလိုမျိုးပဲသူနဲ့ကိုနေရအဲ့လို toxic relationship မျိုးဖြစ်ခဲ့လိမ့်မယ် အဲ့ကိုလုတ်ခဲ့ရတယ်လည်းကိုကပြန်မေ reflect လုပ်ပါလို့ပြောရှင်တယ်ကိုလုတ်ခဲ့ရပုံမှာလည်းဟို relationship တစ်ခုမှာတယောက်တည်းရဲ့အလွန်ဆိုတော့ဘယ်တော့မှမရှိဘူးပေါ့နော်နှစ်ယောက်စလုံးရဲ့အလွန်ဖြစ်ဖြစ်မှာပဲဟိုဘယ်လိုပြောမလဲရန်နေဖြစ်ကြရတာပြဿနာတွေတကြပြတ်ကြတာပေါ့နော်အဲ့သူ့ရဲ့အလွန်မဲမဟုတ်ဘဲနဲ့သူ့ဘက်မှာရောကိုဘယ်လိုမြင်နေလဲကိုသာသူ့နေရာမှာဆိုရင်ရောကိုကိုဘယ်လိုပြန်မြင်ပါလဲအဲ့လိုမျိုးပေါ့နော်ဟိုကိုရဲ့အမားကိုလည်းကိုဘာသာကိုရှာသူကတော့သူ့ရဲ့သူရှာရင်ရှာနေလိမ့်မယ်ပေါ့နော်ဒါပေမဲ့အရေးကြီးတာကို ိုကကိုရဲ့အမားကိုကိုပါတာကိုရှာဖို့ရည်ကြီးရဲ့အဲတော့ကိုကကိုအမားကိုရှာ self reflect လို့ပြင်သစ်နိုင်ရောပြင်နောင်တာရသင့်နိုင်ရောရအဲကြောင့်လို့ရှင်ရင်ကိုရဲ့နောက်သွားမဲ့ relationship အတွက်ပို့ပြီးကောင်းလာလိမ့်မယ်နောက် relationship က ex ပဲဖြစ်ဖြစ်ဟို next relationship နောက်တစ်ယောက်ပဲဖြစ်ဖြစ်သိရမလားဘသူပဲဖြစ်ဖြစ်ပို့ပြီးကောင်းလာဖို့ကိုကိုကို improve ဖြစ်အောင်လုပ်တယ်လို့သဘောထားပြီးတော့ပဲအဲ့လိုမျိုး self reflect လုပ်ပြီးရောကိုကိုကိုပြန်ရှာဘာမှားခဲ့လဲငါနောက်ဒီလိုမမအောင်နေမယ်ဆိုရယ်စိတ်လေးနဲ့အနီးပေါ့နော်အဲ့ဒါဆိုရင်တော့အရန်အဆင်ပြေလိမ့်မယ် ဆိုတော့ Python လေးဒီဒီ relationship အတွက်တခြားဘာ message တွေရှိဦးမလဲဆိုတော့ Python ဒီ relationship အတွက် okay အဓိက release ပေါ့နော်ကိုကိုကိုလည်းအမားကြီးပြန်ရှာတွေ့ရဲ့အချိန်မှာခွန်လို့တင့်နိုင်ခွန်လို့သူ့ကိုလည်းခွန်လို့ပေါ့နော်ဟိုလူဆိုတာကကိုကိုလည်း accept လုပ်ရမယ် situation ကို accept လုပ်ရမယ်အဲ့လိုလုံနိုင်ရမယ်ပေါ့နော်တကယ် emotional intelligent မြင်တဲ့သူတွေပေါ့ဆိုတော့ကိုကကိုရဲ့အမှားကိုပြန်ရှာပြီးွားလို့ရှင်အော်ငါဒါ intentionally မှားခဲ့ရမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့ငါကိုငါခွင့်လွှတ်တယ်တစ်ဖက်လူကလည်းငါ့ကိုဟိုသူ blind ပြုမှုခဲ့ရမဟုတ်ဘူးငါဒီလိုပြုမှုလိုက်လို့သူဒီလိုပြန်ပြီး response လုပ်တာဖြစ်တဲ့အတွက်သူ့အမှားလည်းမဟုတ်ဘူးသူ့ကိုလည်းငါခွင့်လွှတ်တယ်အဓိကကလေအဲ့လိုခွင့်လွှတ်တယ်ဆိုတာသူ့ကောင်းဖို့မဟုတ်ဘူးကိုကောင်းဖို့နော်ကို့အတွက်ကို agent ဖို့ကို agent ဖို့အတွက် ခွင့်လွှတ်ပေးလိုက်တာအားလုံးပေါ့နော်အဲ့အဲ့လိုမျိုးလေးတွေးပြီးတော့ခွင့်လွှတ်ပါ release လုပ်เสียရှိရလုပ်ပေါ့နော်အကုန်လုံးဟိုစိတ်ထဲမှာသိရမလားဒဏ်ရာပြည့်နေနောက်ထပ်ဟို relationship လာလို့ရှင်လည်းအဲ့ဒဏ်ရာရင်းနဲ့ကိုကတွဲနေအောင်ပါလေအဲ့လိုဖြစ်နေမှာအဲ့တော့ကိုယ့်ရဲ့တန်ရာကိုကိုယ့်ဘက်ကကို release လုပ်ပါအဲ့ကြရင် next relationship တွေလာရင်လည်းကိုကပျော်ပျော်ရွှင်ရွှင်လေးနဲ့ဖြတ်သန်းနိုင်လိမ့်မယ်ကိုယ့်ဘက်ကအမှားကင်းအောင်လို့နေပေါ့နေရမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးရောရှိရဲ့ဆိုတော့ okay အဲ့တော့ DVD လေးရတော့ဒီလောက်ပဲပေါ့နော်အဲ pi 1တွေရဲ့တစ်ဖက်လုံးမှာ အဖုံးကွယ်ထားအရာရှိလားဆိုတော့ရှိရောရှိရဲ့ဒါပေမဲ့ကိုစိတ်ညစ်မှာဆိုလို့စိတ်ရှုပ်မှာဆိုလို့စိတ်အဆင်မပြေမှာဆိုလို့ဟိုဖုံးကွယ်ထားမျိုးမကောင်းတဲ့ intention မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ဖုံးကွယ်ထားမျိုးမဟုတ်ဘူးသူလည်းအပစ္စနာတွေသူကသူရအောင်ဖြေရှင်းနေရဲ့တစ်ဖက်လူကစိတ်ရှုပ်နေရမျိုးစိတ်ညစ်နေရမျိုးရှိရဲ့အဲအကြောင်းမလို့ကိုယ့်ဘက်ကအလိုက်တိပေးဖို့တော့လိုအပ်လိမ့်မယ်ပေါ့နော်ဒီကာလမှာလေနော်အဲ့လိုပုံစံမျိုးလေးရောတွေ့ရပါတယ် Okay ဒါလေးကတော့ phi 1လေးရဲ့ reading မှာ phi 1လေး reading ကိုအဆုံးဖြတ်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ phi 1လေး င်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 2လေးတွေမင်္ဂလာပါရှင်ဆိုတော့ Pi 2လေးတွေဒီဗီဒီယိုကိုအဲကြည့်မှတေးကြရဆိုလို့ရှိရင်ဒီ Pi ရွေးထားတေးကြရဆိုရင်ဒီဗီဒီယိုဆက်ပြီးကြည့်လို့ရပါတယ်စကားရည်လည်းမှာကုန်ဆိုတော့ Pi 2အကက်လေးကိုအေးစစ်စစ်လေးဆွဲမယ်ဆိုတော့ကြည့်ရဲ့ Pi 2လေးကိုလည်းအေးစစ်စစ်လေးမလောဘဲနဲ့ကြည့်ပေးကြပါလို့ပြောချင်တဲ့ energy ရဲ့ကက်လေးလေးကိုထုတ်မယ်ပေါ့နော်ဆိုတော့ Pi 2လေးတွေတစ်ဖက်လူမှာကိုယ်ဖုံးကွယ်ထားလေးရှိလားဆိုတော့လေးကြည့်မယ် ိုင်ထူးလေးတွေရဲ့တစ်ဖက်လုံးကကိုပုံပွဲထားရရှိလားဆိုတော့ ာရောရှိရဲဒါပေမဲ့လေဖိုက်တူးတွေနဲ့တော့မဆိုင်ဘူးပေါ့နော်ဖုံးကွယ်ထားရောရှိရဲဒါပေမဲ့ဖိုက်တူးတွေနဲ့လုံးဝလုံးဝမသက်ဆိုင်ဘူး နော်အဲကိုကိစ္စမဟုတ်ဘူးပေါ့နော်သူရဲ့ဒီလိုမျိုး personal case တွေเนาะအဲ့လိုမျိုးတွေဖြစ်ဖို့အများရဲ့ personal financial case တွေပေါ့နော်သူရဲ့ဒီ family လည်းဖြစ်ကောင်းဖြစ်ဖြစ်လိမ့်မယ်သူရဲ့ family ကိစ္စလည်းဟို family ရဲ့ financial ပေါ့နော်ငွေကြေးရေးနဲ့ပတ်သက်တာဆိုတော့လေအဲကိုကိုလည်းအရင်ကြီးမပြောပြဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုနဲ့ရောလုံးလုံးမသက်ဆိုင်ဘူးပေါ့အဲ့ဒါလေအဲသူရဲ့ ဟိုကိုယောက်ျားဆိုလို့ရှင်တော့လည်းတက်ဆိုင်တာပေါ့နော်ကိုရဲ့အဲ့လိုရီစားရေးပိုင်းဆိုရင်တော့ဒါ logically အရောအရင်တက်ဆိုင်နေမှာမပါဘူးဒါပေမဲ့တည်ထားတင်နေတဲ့လို့ဟိုပြောပြပေးမယ်ဆိုတော့တစ်ဖက်လူမှာကိုယ်ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်ပေါ့လှုပ်ဝက်ချက်ရေလို့မဟုတ်ပေါ့နော် ဖုံးကွယ်ထားတဲ့အရာပေါ့ဖုံးကွယ်ထားတဲ့အရာရောရှိရဲ့အဲအဲ့ဒါက financial case ပေါ့နော်သူ့ရဲ့မိသားစုကဖြစ်နေတဲ့ financial case လည်းဖြစ်နိုင်တယ်ကိုနှစ်စုံနှစ်ဖျားကြားထားရလေရှိကောင်းရှိလိမ့်မယ်ကွယ်တိလား fight 2တွေရဲ့ အဲဖိုက်တူးတွေမှာပေါ့နော်ဆိုတော့တခြားအဲ့လိုအလုပ်ကိစ္စအဆင်မပြေတဲ့ financial case တွေလည်းရှိကောင်းရှိနိုင်မယ်ဆိုတော့အဓိကတော့ financially အဲဖြစ်နေလို့မပြောပြရတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ဟိုအဖေတို့ဦးလေးတို့အဲ့လိုအထက်ကလူတွေနဲ့ပတ်သက်ပတ်သက်နေလိမ့်မယ်အဲသူ့ဘာသာသူဖြည့်ရှင်းွားလိမ့်မယ်ပေါ့နော်သူ့ဘာသူဖြည့်ရှင်းွားလိမ့်မယ်သူဖြည့်ရှင်းနိုင်တယ်သူ handle လုပ်နိုင်တယ်လို့ယုံကြည်ထားဖြစ်တဲ့အတွက်သူ့ဘာသူဖြည့်ရှင်းလိမ့်မယ် ပြီးတော့ file 2တွေကိုအဲနောက်တစ်ခုဒီမှာမြင်တာပြောရလို့ရှင်တစ်ဖက်လူကလေအဲ့လိုမာနရှိရယ်မာမာနပေါ့နော်အဲ့လိုခုံလိုမျိုးအရာသူကြိုက်တယ်မမောတယ်အဲ့တော့မာနရှိရယ်အဲ့တော့သူငွေကြီးအစင်မပြေဘူးလို့ပတ်စံမရှိဘူးလို့ဆိုတော့သူပတ်စံကထွက်မှာမဟုတ်ဘူးပေါ့နော်ကိုနဲ့ဆိုရင်သူရဲ့တငယ်ချင်းတွေနဲ့တော့လည်းပြောချင်းပြောမှာပေါ့ကိုနဲ့အဲ့လိုချစ်သူကြီးစားနဲ့ဆိုလို့ရှင်တော့လေသူပတ်စံကအဲ့လိုပတ်စံမရှိတဲ့ဇာတ်ကားမျိုးထွက်မှာမဟုတ်ဘူးလို့ထင်တယ်အဲ့သူကအဲ့အရာလေးနဲ့ပတ်သက်ပြီးရောကဟို ဘယ်လိုပြောမလဲသူကသူ satisfy ဖြစ်တယ်ပေါ့နော်သူပတ်စံရှိရအောင်သူကြိုက်တယ်အဲပတ်စံမရှိဘူးလို့ပြောရတာကိုသူမကြိုက်ဘူးရှက်တယ်ပေါ့နော်အဲ့လိုမျိုးလေးရောရှိရဲဒါကတော့သူ့ရဲ့အယူအဆနဲ့သူပေါ့နော်အခုချိန်မှာဖုံးကွယ်ထားလေးရောရှိရဲ financial case တွေဆိုတာ file တူးလေးတွေအခုဒါကတော့ reading လာကြည့်လို့သိသွားမျိုးပေါ့နော်ဘယ်လိုမျိုးကြီးသူကမပြောပြချင်ဘူးဆိုရင်ကိုယ့်ဘာသာကိုမသိချင်အောင်ဆောင်နေလိုက်တာအကောင်းဆုံးပါပဲနော်အဲ့တော့တစ်ဖက်ဆိုကိုယ်ပြောချင်တဲ့စကားရှိလားဆိုတော့ကြည့်မယ် file 2 ဆိုတော့တစ်ခါလို့ကိုပြောချင်တဲ့စကားလေးရှိနေတာ Okay I want to apologize I need your forgiveness အဲသူနဲ့ကိုယ်နဲ့ခြားရမှာလဲဘာ beef တွေရှိထားလဲရောမသိဘူးပေါ့နော်ဒီမှာသူကကိုစီရခွလုံးမှုတောင်းနေရဲ့စေပုံစံမျိုး maybe ဒါအောင်မပြောပြလို့သိရမလားကိုကအဲ့လိုမပွင့်လဲတာမကြိုက်ဘူးကိုကတခုခုဆိုရင် ဟိုကာကြီးကနေအာထီပြောပြမှကြိုက်တယ်လုံးဝ detail ပြောပြနေမှကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါ तू ကဒီကိစ္စကိုမပြောပြရဲအတွက် तू တောင်းပန်ခြင်းတဲ့ပုံစံမျိုးအာနာအဲ့ဆိုပုံစံမျိုးပေါ့နော်အဓိကဒါမှမဟုတ်ဘူးအခုရန်ဖြစ်ထားတဲ့ no contact separation လူတွေပါတယ်ဆိုလို့ရှိရင်လည်းအဲ तू ကိုတောင်းပန်ခြင်းတဲ့ဆိုတဲ့ပုံစံမျိုးလေးကိုတော့တွားပြီးတော့တွေ့ရတယ် I am ready for commitment. Er, oh, do I have a committed relationship? Go do I have a commit look my partner? maybe ဒါ no contact တမိုင်းလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမို့လို့ရှင်လေရီးစားရည်ရဲ့မှာဆိုလို့ရှင်လည်းအလိုယူတော့မဲ့အတွဲတွေပါဖြစ်မလားမသိဘူးเนาะအဲ့လိုမျိုးလေး energy ရတယ် I don't want to be toxic anymore အရင်တော့ toxic ဖြစ်ခဲ့ဒါပေမဲ့လေအခုပေါ့เนาะတစ်ဖက်လူရဲ့ energy ကိုအလိုခံစားကြည့်ရဲ့အချိန်မှာအဲတစ်ဖက်လူကလူကောင်းမှာပဲအရင် toxic ဖြစ်ခဲ့လို့ energy မရဘူးပေါ့เนาะ ဆိုတော့ဟိုသူကသူ့ကိုသူအဲ့လိုနည်းနည်းလေးမှားခဲ့ရအောင် toxic ဖြစ်ခဲ့ရတော့လကောင်ဒါမှမဟုတ်ဒီကိစ္စဒီ issue ကြီးကိုပဲသူက toxic ဖြစ်ပြီးတော့အမ်မပြောပြရသူ့ကိုယ်သူလည်းအဲ့လိုမျိုးပေါ့နော်သူခုံဒီလိုခုံနေမမောရဲဆိုတာကိုသူ့ကိုယ်သူဒီလို toxic ဖြစ်နေရဲ့လို့ပြောရမျိုးလည်းဖြစ်နိုင်တယ် maybe ဘာလို့လဲဆိုတော့ဟိုဒီ cat ကိုကြာထားပြီးမဲ့ဒီ fight 2ရဲ့တစ်ဖက်လူရဲ့ energy ကို feel လုပ်ကြည့်ရဲ့အခါမှာ ဟိုအရင် toxic ဖြစ်ခဲ့အရင် karmic relationship မျိုးအဲ့လို energy မျိုးလဲမရဘူးပေါ့နော်အဆင်ပြေရယ်ဟိုအေးဆေးဆေးလေးပဲ chill ဖြစ်တယ်ဆိုရက် energy ကိုပဲရထားဆိုတော့လေအဲ့တော့ maybe resonate မဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် okay အဲ့ pi 2လေးအတွက် oracle ကလေးတစ်ချက်ဆွဲကြည့်မယ်အဲ့ pi 2လေးတွေကိုဒီ connection ပေါ့နော်ဒီ relationship ကို universe ကဖာပြောချင်းနေလေ the relationship goal reverse calculation by Sheila. It's four pi two. The relationship goal reverse calculation by four pi two. Four pi two. The relationship goal reverse calculation by တော့ကိုကလေအရင်ရော universe message ပုံစံမျိုးအရင်ရောမတွေ့ရဘူးပေါ့နော်ဒီမှာလေးကိုကအဆင်ပြေနေရယ်ဒီတိုင်းလေးပဲကိုကိုတိုင်းအတွက်အဆင်ပြေရယ်တစ်ဖက်လူကလည်းသူ့ဘက်ကသူပြုတ်ပြင်းနေရဖြစ်တဲ့အတွက်အဆင်ပြေနေရယ်ဒီတိုင်းလေးပဲဆက်နေရကလည်းကောင်းတယ်โอเคရယ်ဆက်ပုံစံမျိုးပေါ့နော် အမ်ကိုယ့်ကိုယ်ကို self care လေးတွေပို့လို့ပြီးသွားလို့ရှိရင်အဲ့လို light ဖြစ်တဲ့ color လေးဝတ်ပေါ့နော်အမြဲတမ်းအဲ့လိုအမဲအဖြူတို့ထက်စားလို့ရှိရင်အအဝါနူလေးစိမ့်နူလေး light ဖြစ်တဲ့ color လေးပေါ့နော်အဲ့လိုမျိုးလေးဝတ်ပါအဲဒါကတော့ DM suggestion ပေးရပေါ့နော်အဲ့ဟာအဲ့လိုမျိုးလေးဝင်ပေါ့ပေါ့ပါးလေးခန်းစားရနေရှိရကိုယ်ပိုင်းလေးလေးအဲအကြောင်း ဆိုတော့ကိုကိုကိုမီတိုင်းပေးပါဟိုကိုလို့ဆရာရှိအောင်ကိုလို့ပါကော်ဖီလေးတောက်မယ်စာအုပ်လေးဖတ်မယ်เนาะအဲ့လိုမျိုးကိုရဲ့ life ကို enjoy လုပ်ပါဆိုတဲ့ပုံစံမျိုးလေးကိုပြောရှင်းနေအဲ့တော့ pipe 2နဲ့တစ်ခါလို့အတွက် universal message ကဘာရှိအောင်မလဲချင်းနေအဲ့လိုတော့ဖိတ်ရှာထားမ လေးကိုကအဆင်ပြေရဲ့ဒီတစ်ဖက်လူကလည်းသူ့ဘာသာသူပြောင်းလဲနေရပြင်ဆင်နေရပေါ့နော်ကိုကိုရိုင်းကလည်းအဆင်ပြေတယ်အရင် universe ကလည်းလုံးဝဟိုလို heavy message ပေးရမျိုးမရှိဘူး awareness လို့ပုံစံမျိုးနဲ့သတိပေးရတော့တိတ်မရှိဘူးပေါ့နော်ဒီတိုင်းပဲ positive ကလေးပို့ပြကြအများအဲ့ဆိုတော့ fight to လေးလေး positive energy အများနေအချိန်ဖြစ်မလားတော့မသိဘူးပေါ့နော်အခု DVD ကြည့်နေအချိန်ကလေး ကောင်းတဲ့ဒီတိုင်းလေးပဲဆက်ပြီးတော့နေသွားပါ energy ကလည်းအရင်ချိုးဖြစ်တဲ့ AC ဖြစ်တဲ့เนาะအမ်ဖိုက်တူးလေးအတွက်ဒါကောင်းနေပေါ့เนาะကောင်းနေအဆင်ပြေရဲ့ဒီတိုင်းလေးပဲဆက်နေကိုလို့ဆရာရှိရကိုလို့မယ်ကိုအတွက်ကိုအချိန်ပေးမယ် self care လုပ်မယ်ဆိုလို့ရှိရင်ကိုလိုချင်တာတွေကိုဖြစ်ချင်တာတွေကိုချစ်တဲ့သူတွေကိုဘွားတွေဝင်လာပါလိမ့်မယ်เนาะအဲကို positive ဖြစ်နေ positive တွေပဲ attract လုပ်မယ်ကို negative ဖြစ်နေရင်တော့ negative တွေကို attract လုပ်မိနေမယ်ပေါ့เนาะဆိုတော့ကိုကဘာဖြစ်ချင်လဲဆိုတော့ကိုပါသားကိုရွေးချယ်ပါအဲဖိုက်တူးလေး energy အရင်ကောင်းနေပါရဲ့ ဆိုတော့ဒါလေးကတော့ Python လေးရဲ့ reading ပေါ့နော် Python လေးရေးဆုံးတကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Python 3လေးမင်္ဂလာပါရှင်အဲ့တော့ Python 3တစ်ဖက်လူကိုအဖုံးခွေထားရှိလားပေါ့နော်အဲ့ဒါလေး reading လေးလုပ်ထားပေးရဖြစ်ပါတယ်ဆိုတော့ Python လေးဒီ file ကိုရွေးထားတည်ကြပြီဆိုရင်ဆက်ပြီးတော့ကြည့်လို့ရတယ်อืม ကက်လေးကိုအေးစစ်စစ်လေးဆွဲမှဖြစ်တဲ့အတွက်ကြည့်ရတဲ့လူတွေလည်းအေးစစ်စစ်လေးပေါ့နော်စိတ်ရှိရှိလေးကြည့်ပေးကြပါတချို့ရောအရင်လောဒီအဲအဲ့လိုမျိုးကြီးကြတော့ကြော်ကြည့်ပေါ့နော်ဆိုပါ3ဒီပလူကိုဖုံးကွယ်ထားမျိုးရှိလား 拍子，拍如果碰过他，就是啦。小拍子，拍如果碰过他，就是。Okay. ဲ့တော့ဒီကက်လေးက Python မှာလေဒီကက်လေးကြားရပေါ့နော်ဆိုတော့ Python တစ်ပတ်လို့ပုံပေါ်ထားမှာရှိ မျိုးရှိလားဆိုတော့ရှင်အရင်ကမရှိပါဘူး Python 3တွေကလေအရင်ရောဟိုလိုမျိုးကြီးကြီးမားမားရောမရှိဒါပေမဲ့နည်းနည်းရောရှိရပေါ့နော်နည်းနည်းရောရှိရဒါပေမဲ့ကြီးကြီးမားမားပြဿနာကြီးလည်းမဟုတ်ဘူးဒီတိုင်းပဲသူ့ရဲ့အင်္ဂိစာရေးပါရေးသူ့ရဲ့အဲ့လိုအမျိုးကိစ္စရေးအင်္ဂိစာရေးအဲ့လိုမျိုးပဲဖြစ်နေမယ်ပေါ့နော်ဟိုလိုမျိုးကြီးကြီးကြီးမားမားရေဥမာဟိုဖောက်ပြန်ပြီးရောတည်ရမလားဖုံးကွယ်ထားရောဘာအဲ့လိုမျိုးမရှိဘူးမရှိဘူးအေးစစ်စစ်ပဲအဲ့လိုမျိုး ဒါပေမဲ့တခုတော့ရှိရဲအဲ့လိုသူ့ကိုလာကြိုက်တာရောလာပြီးကန့်လန့်နေအဲ့လိုကမာလေးကောင်လေးရှိလိမ့်မယ်ကွယ်ဒီလားဒါပေမဲ့ကိုယ်တော့အကုန်မပြောပြအောင်အဲ့ဒါလေးတခုတော့ရှိရဲဒါကတော့ Phi 3တွေနဲ့တစ်ဖက်လူကြားရဲမှာနည်းနည်းလေးတော့ဟို conflict ဖြစ်စရာလေးရောဖြစ်တယ်ပေါ့နော်ဒါပေမဲ့လေဟိုဒါတွေ့လို့တခါပြပြလိုက်တာပေါ့နော် Phi 3ရောအဲ့တော့ ဒါလည်းကိုသိစရာမလိုပါဘူးအမှန်တမ်းပြောရင်ကို့လူကဟိုစိတ်ထဲမှာတောင်မရှိဘူးပေါ့နော်အဲကိစ္စအစိတ်ထဲမှာတောင်သူမထားအောင်ဒီတိုင်းမဩလာကြိုက်တော့လေကြိုက်ပါစီပေါ့ဒီတိုင်းမဲသိရမလားအရင်ကြီးရော seriously မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးဖုံးကွယ်ထားတော့ရှိရဲ့ပြီးတော့တခြားဖုံးကွယ်ထားရဲဆိုတာကတော့ဟိုသူ့ရဲ့အဲ့လို family case တွေသိရမလားဒီတိုင်းမပြောပြပြစ်တာပါပဲဟိုလိုမျိုး intentionally ဖုံးကွယ်ထားမှရှိအမှန်တမ်းပြောရရင် phi 1 2 3မှာဆိုရင် phi 3ရေပိုတော့ကောင်းသေးရဲ့အဲ့လိုဖုံးကွယ်ထားမျိုးသိမရှိ1 2မှာဆိုရင်ရှိရဲ့ကွယ်သီးလား အဲ့တော့ file 3တွေရတာကောင်းတယ်လို့ပြောလို့ရတယ်အစဉ်ပြေကိုဖုံးကွယ်ထားရေးပါတယ်အများကြီးမရှိဘူးပေါ့နော်မရှိဘူးလို့တော့ပြောလို့ရပါတယ်ဒီလားအဓိကလေအဲ okay သူကိုပြောချင်နေတဲ့စကားတွေတစ်ချက်ကြည့်မယ်နော် so file 3တစ်ချက်လူကိုပြောချင်နေတာဖြစ်နေတယ် so file 3တစ်ချက်လူကိုဖ လေဒီ Pi 3တွေကိုပေါ့နော်တော်တော်လေးတော့အဲ့လို expectation ထားရဲ့အယူဖို့လောက်အထီသူမှန်းတဲ့သဘောလေးကိုတွားပြီးတော့တွေ့ရရဲ့ပေါ့နော် expectation တော့တော်တော်ထားရဲ့တစ်ဖက်လူကကိုယ်လေအဲ့လိုဘလိုပဲဖြစ်ဖြစ် expectation အများများရဲ့ကိုယ်ကိုတကယ်လက်တွဲဖို့အဖြစ်ဘဝလက်တွဲဖို့အဖြစ်တွားဖို့အတွက်ရည်ရွယ်ထားရဲ့ Pi 3ရဲ့အကန့်ကောင်းနေနော်ဒီလား1 2ထက်စားလို့ရှင်အဲ့တော့ ဘယ်လိုပြောမလဲကျေးဇူးတင်စေလေးနေနေပေါ့နော်တစ်ဖက်လူအဓိကကလေဒီနှစ်ယောက်ကယူပြစ်မယ်အစဉ်ပြေမယ်လို့တစ်ဖက်လူကအဲတွေးထားတယ်အဲ့တော့ဟိုကိုရဲ့တစ်ဖက်လူကဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ကိုနဲ့အစဉ်ပြေနိုင်တဲ့အလားအလာရှိရပေါ့နော်ဖိုင်3အတွက်ကလေပြဖိုင်3ကိုဟောရဲ့အချိန်မှာလဲအလို negative energy မရအောင်ပေါ့နော်အရင်မရအောင်အဲ့တော့ဟို ဒီ fight 3တစ်ဖက်လူရဲ့ energy ကိုသွားပြီးတော့စမ်းကြည့်ရတဲ့အခါမှာလည်းအရင်ဖုံးကွယ်ထားမျိုးရှုပ်ရှက်ခက်နေတဲ့ energy မျိုးဟို toxic ဖြစ်တဲ့ energy မျိုးမရအောင်ပေါ့နော် ကိုကဒီအရာရဲ့အားလုံးထဲပို့ပြီးတက်မှုရှိရဲ့အအမြဲကိုကအရာအားလုံးနဲ့ထိုက်တယ်နဲ့ dissolve ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်သူရဲ့စိတ်နေစိတ်ထားလေးပေါ့နော်ကိုပေါ်လေးတော်တော်လေးတော့ကောင်းရှာပါတယ်အဲ့ ကိုယ်ဆိုလို့ရှင်လည်းအမြင်သူကယူဆိုင်တယ်အမြင်စိတ်ထဲမှာပဲရှိအစောတစ်ဖက်လူရဲ့ပုံစံလေးဘယ်လိုပြောမလဲသူကယူဆိုင်တာရဲ့ဘာရဲ့လေလုံးဝထုံမပြတတ်တာမျိုးဖြစ်တဲ့ဖြစ်နိုင်နေပေါ့နော်အဲ့လိုထုံဘယ်လိုထုံပြောလို့ပြောအချစ်တော်ချစ်တယ်ထုံမပြတတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးသူကယူရောဆိုင်တဲ့အတိုင်းမဲ့ဟိုဘယ်လိုမျိုးမြင်တောင်ယူဆိုင်ရမလဲမသိဘူးဒါပေမဲ့ little things လေးရောသူကယူဆိုင်မယ်လို့ထင်နေပေါ့နော်သူပုံစံအဲ့လို detail ဟို view site တက်တဲ့ပုံစံမျိုးလေးဖြစ်မလာတော့မသိဘူးတချို့ Python 3ရဲ့တချို့တစ်ဖက်လို့ပေါ့နော်အဲဘယ်လိုပဲဖြစ်ဖြစ်ဒါ January တင်ဖြစ်တဲ့အတွက်အကုန်လုံးနဲ့ရော resonate ဖြစ်ချင်မှာဖြစ်လိမ့်မယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီမှာ तू ကကိုကို view site တယ်အဲချစ်တယ်ဆိုရဲဟာလေးရောတော်တော်လေးပေါ်လွင်နေကိုကဒါမသိရမျိုးကိုကဒါသတိမထားမိရမျိုးလေးရောဖြစ်တတ်တယ်ပေါ့နော်ချစ်တယ် view site တယ်အဲချစ်နေမယ်ဆိုရဲဟာမျိုးလေးရောတော်တော်လေးပေါ်လွင်နေပေါ့နော် TV ထင်ပါလေ Python 3ရဲ့တစ်ဖက်လို့ပေါ့အဲ့တော့ okay um oracle ကလေးတစ်ချက်ထပ်ပြီးတော့ထုတ်မယ် file 3ရဲ့တစ်ဖက်လူ file 3ရေကို um oh file 3ရဲ့တစ်ဖက်လူနဲ့ file 3ရေချားရဲ့မှာပေါ့နော်ဒီ relationship ပေါ့ပြောရရင်လိုအပ်တဲ့အရာလေးကို oracle ကလေးပြပြပေးပါလိုအပ်တဲ့အရာလေးပြပြပေးပါ flow အဲ flow လေးနဲ့ပဲသွား तू ကလည်းဘာလုပ်တင်လဲဘာလုပ်ရမလဲဆိုတာကိုသိရလူမျိုးဖြစ်နေမှာပေါ့နော်အဲကြောင့် universe ကကိုယ်ကိုစိတ်ချလက်ချနဲ့အဲကိုယ်ဒီ flow လေးနဲ့ပဲသွားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ် so compassion တရားနဲ့တယောက်ကြားရမှာအချစ်တေနော်စချင်းမေတ္တာရေးတန်ရောစင်နေရတော့ရှိသေးရဲ့ရှိနေုံပဲဆိုတော့ phi 3ရေကလေနောက်ထပ် relationship တစ်ခုသာရရင်အကယ်၍ဒါမှမဟုတ်လေဒီလူကပေါ့နော်ဟို ိုယ်နဲ့အဆင်ပြေရဆိုလို့ရှိရင် healthy relationship လို့ဖြစ်နိုင်မယ် soul mate connection လို့ပေါ့နော် request အဲ့ဒါကတော့အဓိက manifestation လို့မြင်တယ် universe ကို request လုပ်တာမျိုး universe စီကနေပြီးတော့ကိုလိုချင်တာတောင်းခံတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးလို့ရမယ်လို့တွေးထားရဲ့ so raw phytoree ya le ayan no healthy ဖြစ်တယ်အရင် negative energy မျိုးမတွေ့ရအောင်ဒီလိုအချိန်တွေမှာ manifestation တွေလုပ်တာအကောင်းဆုံးပါပဲเนาะ အဲ positive energy များနေရဲ့ phi 3ကြီးပို့ပြီးတော့ပါလို့ဒီလို positive cat တွေပို့ပြီးတော့များတာပေါ့နော်အဲ့တော့ phi 3လေးတွေတခြား negative energy များနေရဲ့လို့ကိုကိုကိုထင်တဲ့ phi 3တွေလည်းဒီ positive energy ကိုခံယူပါလို့ပြောချင်ပါတယ် အဲ့တော့ဒါလေးကတော့ဒါ Pi 3ရဲ့ region ပေါ့နော်ဟိုခေါင်းစဉ်ကိုပြန်သွားရင်တစ်ဖက်လူမှာကိုယ်ပုံွက်ထားရှိလားဆိုရင်တော့နည်းနည်းရောရှိရဲဒါပေမဲ့ big issue မဟုတ်ဘူးတကယ်ကိုယ်ကိုလည်းချစ်တယ်တစ်ဖက်လူကတော်တော်လေးအဆင်ပြေတဲ့လူပေါ့နော်သူ့ကိုလာကြိုက်တဲ့လူတွေတော့မှသူကသူဂယူမဆိုင်ကိုယ်ကိုမပြောဘူးဆိုတာတမင်မပြောတာတော့မဟုတ်ဘူးနော်အဲ့လိုသူကသူတော့ခေါင်းနဲ့မရှိဘူးဂယူမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးဆိုတော့လေတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရပါတယ်နော် Pi 3ရဲ့တစ်ဖက်လူပေါ့ဒါ dividend လေးရတော့ဒါဒီလောက်ပဲပေါ့နော်ဒါ phi 3အတွက်ဆိုတော့လေအဲ့တော့ phi 3 dividend ကိုကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ phi 3လေးနောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြမယ်နော်